ဝေးချခြင်းလို့ဆိုပြီးမနှက်စာမစားဘဲနေနေပြီလားဒါဆိုရင်တော့မနှက်စာကိုစားပြအောင်စားဖို့ပြောချင်ပါတယ်ရှင်ဝေးချခြင်းလေဆိုလို့ရှင်မနှက်စာကိုတေချာလေးစားဖို့တော့လိုအပ်ပါမယ်မနှက်စာကိုပြေဝမြတ်အောင်စားသုံးပေးတာကကိုယ်လေးချိန်ကိုထိန်းကြီးရဲ့အခါမှာတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဝေးလေကြအစာလည်းမခံရအောင်ဘယ်လိုမျိုးမနှက်စာတွေကိုစားသုံးပေးရမလဲဆိုတာကိုပြပြပေးချင်ပါတယ်ရှင် မနှက်စာကိုပြေဝမှန်ကန်အောင် စာသုံးပေးတာကတနေ့တာမှမလိုအပ်ပဲနဲ့အစာမစားမိစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်နော်။ဒီတော့ဗိုက်လေဝအဝိလေကြစေဖို့အတွက်မနှက်စာကိုအခုပြပြပေးမယ့်အစားစာလေးတွေကိုစားပေးလိုက်ပါနော်။ပထမအဆိုတစ်မျိုးကတော့ raspberry ပါ raspberry တစ်ခွက်စာမှာအမြင့်တက်က 10g အထိပါဝင်နေပါတယ် ဒီပမာဏကစတော်ဘယ်ရီတစ်ခွက်စာမှာပါဝင်နေတဲ့အမြင့်တဲ့ပမာဏထက်ထက်ဝက်ပိုများနေပါတယ်နော်။ဒါကြောင့်မို့လို့အမြင့်တဲ့လုံလောက်စွာရရှိပြီးတော့အစာခံနိုင်စေဖို့အတွက် raspberry လေးကိုစားပေးပါနော်။ဖြတ်တောက်လို့လည်းရပါတယ်ရှင်။နောက်ထပ်တစ်မျိုးကတော့အာလုံးတီကြတဲ့အုတ်မီပါ။အမြင်တဲ့ပြေးွားတဲ့အုံမီကအဆန်ခံနိုင်စေပြီးတော့ဝေကျစေပါတယ်။တွေးရင်ကြားတက်ကိုမြစ်တက်စေတာမျိုးမဖြစ်စေဘဲနဲ့အစီလောင်ကျွမ်းစေဖို့အတွက်လည်းအထောက်အကူပေးနိုင်ပါတယ်ရှင်။ ။နောက်ထပ်တစ်မျိုးကတော့ဒိန်ဂျင်ပါ။ဒိန်ဂျင်ကကိုယ်လေးချိန်ကိုအကောင်းဆုံးထိန်းကြီးပေးနိုင်တဲ့ထိတ်တန့်အစားအစာတစ်မျိုးပါပဲ။အစီထုတ်ထားတဲ့ဒိန်ဂျင်ကအစမရေးအတွက်ကောင်းတယ်လို့ဝေးလေကြစေနိုင်ပါတယ်။ပရိုတင်းပြည့်ဝမှုက အစာခံနိုင်စေပြီးတော့အင်အားပြည့်စုံဖို့အတွက်အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ကိုယ်လေးချိန်လည်းကြာအာဟာရလည်းမလျော့ကြတဲ့အစားအစာတစ်မျိုးပါပဲ။ကိုယ်လေးချိန်ကြခြင်းနဲ့ကြွက်သားတွေမလျော့ရဲခြင်းမူဆိုတဲ့သူတိုင်းတောက်ပေးသင့်ပါတယ်နော်။ဒါကြတော့မထည့်ပါနဲ့နော်။တည်တည်လေးတွေနဲ့တွဲစားပေးလို့ရပါ တယ်ရှင်နောက်ထပ်လူမျိုးကတော့မြေပဲထောပတ်ပါမြေဘဲထောပတ်ကိုထိုက်တင်းရဲ့ပမာဏစားသုံးပေးတာကကျန်းမာတဲ့အဆီအမြင်တဲ့နဲ့ပရိုတင်းတို့ကိုပြည့်ဝစွာရရှိစေမှာပါ ငနက်ခင်ကိုဂျုံချန်းပေါင်ပုံမှာညီဘဲထောက်ပတ်တုပ်ပြီးတော့စားသုံးပေးတာကလည်းအဟာရလည်းပြည့်ဖိုက်လည်းဝပြီးတော့ကိုယ်လေးချိန်မှကြစိမှာပါနော်အနောက်ဆုံးနှမျိုးကတော့ဥဝမျိုးမျိုးပါကျဥအရွယ်အတော်တစ်လုံးမှာပရိုတင်း6ဂရမ်ကယ်လိုရီ80ရာခိုင်နှုန်းပါဝင်နေပါတယ်ကာဗွန်ဟိုက်ဒရိတ်နဲ့အဆီတွေထက်ပရိုတင်းကပိုပြီးတော့အစာခံနိုင်စေပါတယ်ငနက်ခင်မှာကျဥစားပေးတာကတနေ့တာမှမလိုအပ်ပဲနဲ့အစာတွေမစားမိစေဖို့အကောင်းဆုံးထောက်ကူပေးနိုင်ပါတယ် ကျေဝအနည်းမှာကကယ်စီယမ်နဲ့အမီအန်ကိုကျမစေတဲ့အာဟာရဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။အနောက်ခင်မှာကျေဥစားတာက ဝိလဲကြစီပြီးတော့ခန္ဓာကိုယ်ကိုလည်းကျန်းမာစေမှာပါဝိချခြင်းနဲ့ဆိုရင်တော့မနက်ခင်းတိုင်းမှာကျုပ်တလုံးကိုပုံမှန်စားပေးပါတော့အခုပြပေးခဲ့တဲ့အစားအစာလေးတွေကိုမနက်ခင်းစားရင်လည်းကိုယ်လေးချိန်ကိုအကောင်းဆုံးထိန်းချိန်ပေးပါတော့ဝိချမယ်ဆိုပြီးတော့မနက်စာအလုံးမခံပါနဲ့တော့နော်ဝိချစီမယ်မနက်စာလေးတွေကိုပြင်ဆင်စားသုံးလိုက်ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနှီးဝန်းချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်